မိုးချိုးပြစ်တံနဲ့အတူကျေးရွာလမ်းကြားကညနေချိန်မှာတစ်ပင်အရိပ်တွေက လူတနံလိုဖြစ်နေတဲ့ထွန်းလင်းကလက်ထဲမှာဖျောင်းတိုင်အလင်းမိမ့်မိန်လေးကင်ပြီးဘိုးဘွားအင်ရှိကမြေအိုးကြီးကိုစိတ်ဝင်စားပြီးကြည်နေမိတယ်ဒီအိုးကြီးကသူ့အဖေဆုံးပါခန်းကြီးကတတိပေးခဲ့တဲ့ဘယ်တော့မှမဖွင့်နဲ့ဆိုတဲ့အရာပဲဘာများလဲမသိဒီအိုးထဲမှာထွန်းလင်းရဲ့လက်ချောင်းတွေကအိုးကိုလှမ်းထိလိုက်တဲ့အချိန်တွင်းကနေလူတန်တိုးတိုးလေးကြားလိုက်ရတယ်ကိုကြီးပါ ချွေးတွေပြန်ပြီးလှည့်ပြေးဖို့ကြိုးစားပေမဲ့သူ့ခြေထောက်တွေကမြေကြီးထဲမှာဆွဲညိသွားသလို လေးလံနေတဲ့အိုးရဲ့အဖုံးကတခုခုမြည်လာပြီးလက်သေးရှည်အမဲတွေနဲ့လက်တစုံကအတွင်းကနေ ထွက်လာတဲ့ထွန်းလင်းအသက်ရှူရက်သွားတဲ့အရင်15နှစ်ကကြေးရွာမှာကလေးတွေပျောက်တဲ့ဖြစ်ဆိုးတွေဇက်တိုက်ဖြစ်နေတုန်းကဘိုးအားတွေကအိုးဆောင်နဲ့အကြောင်းပြောဘူးတဲ့ကျေးဇူးမတိရတဲ့သူတွေမြေအိုးကိုဖွင့်မိရင်နတ်ဆိုးက လူသားအသစ်တွေကိုတားဆဖို့လိုက်လာတတ်တယ်လို့ယုံကြည်ကြတယ်ထွန်းလင်းရဲ့အဖေကဒါကိုမယုံ။အိုးကိုဖောက်ခွဲပစ်ခဲ့တယ်။အဲ့ညမှာပဲသူ့အတန်ကကျေးရွာအုပ်ကြီးရဲ့တိုက်ထဲကနေအော်ဟစ်တန်ကြားပြီးတကူလုံးတွေးပြက်သွားစေအရာတွေးခဲ့ရတယ်။အခုထွန်းလင်းရဲ့မျက်လုံးတွေအရှိမအိုးရဲကနေထွက်လာတဲ့အရာကသူ့အဖေရဲ့မျက်နာပါဒါပေမဲ့မျက်လုံးတွေကမဲနေပြီးပါဇက်ကရှာရီသွားရီနဲ့ထွက်နေတယ်ကျေးဇူးပဲ။နောက်ကိုလွတ်အောင်လုပ်ပေးတာ။ သူ့အဖေအတန်နဲ့ပြောလာတယ်လက်တွေကထွန်းလင်းရဲ့လဲဘင်းကိုညှစ်လိုက်တယ်။နောက်နေ့မနေ့ကျေးရွာသားတွေထွန်းလင်းရဲ့အလောင်းကိုမြေအိုးနဲ့အတူတွေ့တယ်။အိုးထဲမှာသူ့ရဲ့ဦးခေါင်းခွန်နဲ့လက်သေးတွေပဲကျန်နေကျေးရွာအုပ်ကြီးကအိုးကိုပြန်လုံးကြုံစွာမြုပ်ပြီးဒီနဲ့ဆို လောဘတွေမကုန်ဘူးလို့ပြောတယ်။ညညအချိန်ရောက်တဲ့အခါကျေးရွာတွေကခလေးငယ်တယောက်ရဲ့အိမ်နောက်ဖေးမှာမြေအိုးအစ်စ်တလုံးပေါ်လာပြန်နေအိုးရဲ့အဖုံးကတဖြည်းဖြည်းလှုပ်ရှားလို့နေတယ်။